ကွန်တောင်းရဲ့အယောင်ပြောင်းလဲမှုတွေကနေပြောပြနေတဲ့လင်ကနေတဆင့်ကူးဆက်တတ်တဲ့ယောဂတွေကိုစစ်ဆေးပေးနိုင်တဲ့ကွန်တောင်းဆိုတာကိုသင်ကြားပူပါသလားဒီကွန်တောင်းကအသုံးပြုနေစဉ်မှာလင်ကတဆင့်ကူးဆက်တတ်တဲ့ virus STDs ကိုတွေ့ရှိတာနဲ့ချက်ချင်းအယောင်ပြောင်းသွားပါတယ်ဥပမာ HIV virus ကိုတွေ့ရင်ခရမ်းရောင်ဖြစ်သွားတယ်။ syphilis တွေ့ရင်အပြာရောင်ပြောင်းမယ်။ chlamydia တွေ့ရင်အဆိုင်းရောင်ပြောင်းမယ်။ရေယုံတွေ့ရင်အဝါရောင်ပြောင်းမယ်စသဖြင့်ဖြစ်ပါတယ်။ဒီနေရာမှာကရှုပ်ထွေးလွန်းလာတာတော့မဟုတ်ပါဘူး။ကိုနှောင်းရဲ့မျက်နှာပြင်ပေါ်မှာတက်ဆိုင်ရာယောဂပိုးရဲ့ပရိပစ္စည်းတွေကိုလိမ့်ထားခြင်းဖြစ်ပါတယ်။ကိုယ်ဆက်ခံရပြီဆိုတာနဲ့အယောင်ကချက်ချင်းပြောင်းသွားပြီးတော့ဘယ်ဗိုင်းရပ်စ်လဲဆိုတာကိုတစ်ချက်ကြည့်ုံနဲ့သိနိုင်တဲ့အတွက် ကြိုတင်သတိပေးတဲ့ကိရိယာလိုတော့တင်စားခေါ်နိုင်ပါတယ်ဒီလိုတီထွင်ဖန်တီးမှုကိုအင်္ဂလန်ကအထက်တန်းကျောင်းသား၃ဦးကတီထွင်ခဲ့တာဖြစ်ပြီးတော့ကျောင်းတွင်းနဲ့နိုင်ငံလုံးဆိုင်ရာလူငယ်သိပ္ပံဤပညာပြိုင်ပွဲတွေမှာစုတွေကိုရရှိခဲ့တာပါဒါဟာမယုံနိုင်စရာကောင်းပြီးကြီးကျယ်ခမ်းနားတဲ့တီထွင်မှုတစ်ခုဖြစ်ပါတယ်ကျမတို့နိုင်ငံမှာ HIV ပိုးကူးစက်ခံရတဲ့လူဦးရေကတက်တမ3နှစ်တန်းကျော်ရှိနေပြီဖြစ်ပြီးလိင်ဆက်ဆက်မှုကနေကူးစက်တာကအဓိကလမ်းကြောင်းဖြစ်ပါတယ် လူငယ်ရင်းအများစုဟာကွန်တုံးမတုံးပဲခဏတာပျော်ရွှင်မှုနဲ့ဘဝတစ်လျှောက်လုံးနောင်တရခြင်းကိုလဲလှယ်နေကြတာပါ ွန်တုံးကကိုဝင်တားရန်တာမဟုတ်ပါဘူးအယောင်ပြောင်းကွန်တုံးကိုလက်ရှိမှာအများအပြားထုတ်လုပ်နိုင်ခြင်းမရှိသေးပေမဲ့ဒါကကျမတို့အတွက်အရေးကြီးတဲ့အချက်တစ်ခုကိုသတိပေးနေတာပဲဖြစ်ပါတယ်ကွန်တုံးဟာကိုဝင်တားစီဖို့အတွက်သာမကယောဂပိုကူးစက်မှုကိုကာကွယ်ဖို့အတွက်ပါအဓိကဖြစ်ပါတယ်အခြားလိုက်တွေအရကျမတို့နိုင်ငံမှာ HIV ပိုကူးစက်ခံရနေတဲ့သူအရေးအတွက်တွေဟာဆက်လက်မြင့်တက်နေဆဲဖြစ်ပါတယ်တနစ်ကိုဘေကင်းလုံးချုံရေးကွန်တုံးအလုံးပေါင်း1ဘီလီယံကျော်သုံးပြနေရပေမဲ့တချို့လူတွေကတော့ ကွန်တောင်းသုံးပြတာကခံစားချက်မရှိဘူးလို့ညင်းဆန်နေကြပါတယ်။ဒါဆိုရင်တင်ကယောဂါတွေကိုတကယ်ပဲမကြောက်တာလား။ဒါမှမဟုတ်ကုကုကုအရင်ကန်ကောင်းနေတယ်လို့ပဲယုံကြည်နေတာလား။လိမ့်ဆက်ဆန်တိုင်းမှာကြိုတင်သတိပေးမှုဆိုတာရှိမှာမဟုတ်ပါဘူး။ဒါပေမဲ့ကွန်တောင်းမပါပဲနဲ့ဆက်ဆံခြင်းဟာမိမိရဲ့ဘဝကို လောင်းချီထက်နေရတဲ့အတူတူပါပဲအသက်ကိုညံကဆောင်နေဆိုသလိုပါပဲ ကိုတော့ကိုကိုကိုရာနေစတဲ့အသုံးပြုကြပါကိုဝင်တာဖို့တာမကကျမရဲ့အတွက်ပါဆိုတော့ကိုမဖြစ်မနေမမေ့ပါနဲ့အားလုံးပဲယောဂပြရကင်းဝေးကြပါစေ